အခုလိုအကြောင်းရင်းတွေကြောင့်ငွေကြေးသိမ်းပေါင်းတောင်းချီဆုံးရှုံးသွားရတဲ့ရုပ်ရှင်မင်းသားလွင်မုံပရိသတ်များအားလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ကြားရတဲ့သူတိုင်းအတွက်တော်တော်လေးကိုစိတ်မကောင်းစေရနှမျောသက်သားစေရတဲ့တင်းတစ်ခုပါရုပ်တရက်ချက်ချင်းဆိုသလိုငွေကြေးသိမ်းပေါင်းတောင်းချီဆုံးရှုံးနေတဲ့ဘူကြီးနဲ့ကြုံလိုက်ရတဲ့သူကတော့တခြားသူမဟုတ်ပါဘူး။ဒီချိန်ကအားလုံးရဲ့အချစ်တော်ထိတ်တန့်မင်းသားကြီးဦးလွင်မုံဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးပဲသိကြတဲ့အတိုင်းပဲဥလင်မိုးဆိုတာတကယ်တကကတော့မြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုအထွတ်ထိပ်ကိုရခဲ့တဲ့ထိတ်တန့်မင်းသားတစ်ယောက်ပါမောင်ဆိုတဲ့ဇက်ကောင်နေရာကနေပရိသတ်တွေရဲ့ရှင်နေကိုဒီဇိုင်းမမတ်နဲ့ဝင်ရောက်နိုင်ခဲ့တဲ့သူပါ ဒါပေမဲ့သူကအနုပညာမှာဝဲအောင်မြင်တာမဟုတ်ပဲစီးပွားရေးလောကမှာလည်းအလွန်ဩဇာကြီးတဲ့အကွက်မြင်တဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဆိုတာအားလုံးလည်းအသိမှတ်ပြုထားပြီးသားပေါ့။သူရဲ့လုပ်ငန်းတွေကလည်းတာမန်လုပ်ငန်းတွေမဟုတ်ပါဘူး။အထူးစီးပွားရေးဆောင်တွေမှာကြီးမားတဲ့ယင်းနှမြုံနယ်မှုတွေလောက်ကိုင်းတဲ့လို့နိုင်ငံသားကနေဈေးကြီးပေးတင်သွင်းရတဲ့လီလီပန်းစိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း မြန်မာပြည်မှာအောင်မြင်အောင်လုပ်ကိုင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒီလိုလုပ်ငန်းတွေအများကြီးတဲကမှသူအထူးတလဲအားဆိုင်ပြီးတော့စိတ်နစ်ပြီးလုပ်ကိုင်နေတဲ့နောက်ထပ်စီးပွားရေးကဏ္ဍတစ်ခုရှိပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံတဝမ်းမှာအစိမ်းမြင့်ရုပ်ရှင်ရုံတွေတည်ဆောက်တဲ့လုပ်ငန်းမှာဦးလင်မိုးကကိုရိုင်ကရုပ်ရှင်လောကသားတယောက်ဖြစ်တာနဲ့အညီဒီလုပ်ငန်းကိုငွေတစ်ခုတည်းကြည့်ပြီးတော့လုပ်ကိုင်တာမဟုတ်ဘဲမြန်မာရုပ်ရှင်လောကမှာပြန်လည်တိုးတက်ဖို့ပြည်သက်တွေနိုင်ငံတကာအစိမ်းမြင့်ရုပ်ရှင်ရုံတန်တန်လေးတွေမှာ ကျေးဇူးခံစားနိုင်မှုဆိုတဲ့စေတနာနဲ့အိမ်မက်ကိုအရင်ခံပြီးတော့ဒီလုပ်ငန်းကိုအဓိကတည်ဆောက်နေရဖြစ်ပါတယ်။ဒါပေမဲ့လူတွေပြောနေကြသလိုပဲကန်တရားကမျက်နှာသာမပေးခြင်းတော့အလုံဝန်းနေစရာကောင်းတဲ့နှမျောစရာအဖြစ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်86လမ်းပေါ်မှာသူရှဲရအများဆုံးပါဝင်ပြီးတော့အကြီးကျယ်ရင်းနှီးမြှုပ်နှံချတဲ့မဟာအောင်မြင်ရုပ်ရှင်ရုံတေကြီးကမကြသေးမီညနေပိုင်းကပဲမီးလောင်ပျက်စီးသွားခဲ့ရပါဘူး။ ဒီရုပ်ရှင်ယုံကြည်ကဆောက်လုပ်မှုတွေအလုံးပြည့်စုံသွားတာကြောင့်အခုလကုန်မှာပဲဖွင့်ပွဲကြီးခင်ခင်နာနာနဲ့အကျဉ်းပါပြုလုပ်တော့မယ်ဖွင့်ပွဲမလုပ်ခင်ရပ်ပိုင်းအလိုမှာမှဒီလိုမျိုးကြမာဇိုးနဲ့ဂျုံတွေးလဲရတာဖြစ်ပါတယ်အခုခေတ်မှာအစင်းမြင့်ရုပ်ရှင်ယုံတယုံတိစောက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒါကကုန်ကြစည်အလွန်များပြားတဲ့လုပ်ငန်းတစ်ခုပါ နိုင်ငံတကာကနေတံပိုးကြီးပေးတင်သွင်းရတဲ့ 4K HK projector ဆက်တွေ Dolby Atmos အသံစနစ်တွေခင်မီထိုင်ကုန်တွေခန်းနာတဲ့အတွင်းပိုင်းအပြင်အဆင်တွေနိုင်ငံတကာအဆင့်မီမီးပေးလုံခြုံရေးစနစ်တွေတောင်ရီအလုံးပေါင်းလိုက်ရင်ကုန်ကြမ်းဈေးကဒိမ့်ပေါင်းတောင်းချီရှိနေမှာသိကြပါရယ်အခုလိုမျိုးအလုံးပြည်စည်းကနေမှငွေတွေအကုန်ရင်းနှီးမြှုပ်နှံထားပြီးဖွင့်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတပြိုင်တည်းတည်းတညတည်းနဲ့ပြာပုံဘဝကိုရောက်သွားခဲ့ရာကြောင့်မင်းသားကြီးလွင်မှုအတွက်တော့ငွေကြီးအရဒိမ့်ပေါင်းတောင်းချီ င်ဆုံးရှုံးနေတာသွားရတာဖြစ်ပါတယ်။တကယ်တော့ဒါဟာငွေကြေးဆုံးရှုံးမှုသက်သက်မဟုတ်ပါဘူး။ကိုရိုင်းကအမှုပညာသမားဖြစ်လို့ကိုရဲ့အမှုပညာလောကတိုးတက်ဖို့ဆိုတဲ့စေတနာအိမ်မက်တွေပါတခါတည်းပြကြသွားရတာကြောင့်ပို့ပြီးတော့နှမျောစရာစိတ်မကောင်းစရာဖြစ်ရပါတယ်။ဒီတရင်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကရောမင်းသားချင်းလွေမှုကြုံတွေ့လိုက်ရတဲ့ဒီသမားစုအတွက်ဘယ်လိုခံစားရလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။ကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။